စစ်ကောင်စီရထုတ်တဲ့သတင်းပေါ့နော် PDF တွေနဲ့တော်လိုင်းရဲ့အဖွဲ့တွေဘယ်အဖွဲ့ကိုမဆိုဘယ်နေရာမှာမဆိုပြေဆုံးဆွေးနွေးမယ်ဆိုတဲ့သတင်းပေါ့ဒီသတင်းထွက်လာတာဟာအင်တန်စိတ်ဝင်စားစရာကောင်းတယ်ပေါ့နော်တကယ်တော့ PDF တွေကိုစကားနဲ့ထည့်မပြောခြင်းဆုံးကစစ်ကောင်စီဖြစ်တယ် PDF တွေကိုနော်လူရမသွင်းခြင်းဆုံးကစစ်ကောင်စီဖြစ်တယ်ဒါပေမဲ့တပြေးပြေးနဲ့ဒီလေးနှစ်မှာအနာသိန်းကသာစာပြီးမင်းတို့ PDF တွေကိုဘလို့လုတ်လိုက်မှာလို့အချိန်တိုင်းဘလို့ဖြစ်သွားမှာလို့ဩခဲတယ်ဘုံမတတ်တိုင်းနဲ့နော်ဒီဝန်ကြီးချုပ်များ ဟိုဘူမူကြီးအစင်အလောက်ရှိတဲ့လူများကလည်းတစ်ချိန်လုံးကတော့အဲ့ဒီလိုမျိုးပြောခဲ့ကြပါပဲအခုနောက်ပိုင်းမှာ PDF တွေကိုစားရဲမဖြစ်မနေထည့်ပြောလာရတဲ့အခြေအနေပေါ့နောက်တစ်ခုကခုရက်ထဲမှာထုတ်လိုက်တဲ့တွစ်ဆုံဆွေးနွေးမယ်ဆိုတဲ့ကိစ္စကလည်း PDF တွေလည်းပါမယ်နော်အားလုံးတွစ်ဆုံဆွေးနွေးမယ်ဆိုတဲ့ဟာမျိုးထုတ်တာပေါ့ဒီလိုမျိုးသတင်းကိုတို့မထုတ်ချင်ပဲထုတ်ရတာဖြစ်ပါလိမ့်မယ်ဆိုတော့ကျွန်တော်တို့စိတ်ဝင်စားတာကဒီသတင်းကိုမဟုတ်ပါဘူးဒီသတင်းပါကြောင့်ထွက်လာတယ်လေဆိုတော့စိတ်ဝင်စားတာပေါ့နော်အဲ့တော့တစ်ချက်ကျွန်တော်တို့ပြန်ပြီးသုံးသပ်ကြည့်မယ်ပေါ့ရှင်နော်ဒီ မြို့နယ်တွေကိုเนาะတောက်လျှောက်တောက်လျှောက်သိမ်းနေတယ်နောက်တစ်ခုကဒီအာရုရှားကိုကတ်တယ်เนาะတရုတ်ကိုကတ်တယ်အပူကတ်ပြီးတော့မှเนาะအကူညီတောင်းပြီးတော့မှဒီလာရှိုးပြန်ရဖို့အတွက်စ조사တယ်အဲ့ဒီအချိန်မှာအာဒီရုရှားကလည်းပါလာတယ်ပေါ့เนาะအဲ့ဒီအချိန်ကာလတုန်းကတော့ဒါမြောက်လိုင်းကမျက်နှာကြီးပြုံးဖြီးပြီးတော့အဲ့လိုကြီးပေါ့ရှင်เนาะဟုတ်အရန်ကျင်းနေတဲ့ပုံစံကြီးတွေ့ရတယ်အဲ့ဒီလိုပဲသူ့ရဲ့နောက်လိုက်အောက်ဆွဲများကလည်းဒီအတိုင်းပဲဟာပြောနေကြတာပေါ့ရှင်เนาะဒါကျွန်တော်တို့ဗီဒီယိုခိုင်းတွေ့ရတယ် ဆိုတဲ့ခါကျတော့အဲ့ဒီအခြေအနေလေးတစ်ခုကနေပြီးတော့ဘာဖြစ်သွားလဲဆိုတော့ငလင်လှုပ်လိုက်တယ်နော်ဒီငလင်လှုပ်လိုက်တာကလည်းစစ်ကောင်စီလုံးဝအထိခိုက်မခံတဲ့နေရာတွေကိုခြေကုပ်ယူထားတဲ့နေရာတွေကိုလှုပ်လိုက်တာဖြစ်ပါတယ်အဲ့တော့သူတို့ရဲ့အုံအဝိုင်းတွေကိုပဲငလင်လှုပ်ခတ်သွားတာဖြစ်တဲ့အတွက်တကယ်ထိသွားတာကြတော့ဒီစစ်တပ်ပဲဖြစ်တယ်ပေါ့နော်ဘာထိသွားလဲဆိုလို့ရှိရင်ပြည်သူလူထုကို ဟိုမကူနိုင်ဘူးမကယ်နိုင်ဘူးဆိုတဲ့အရေးချင်းကိုဝင်ဝင်ရှင်ရှင်ပို့ပြီးမြင်လိုက်ရတယ်ပထမ2024ထဲမှာဖြစ်သွားတုန်းကအချိန်ရှိသေးတယ်အဲ့ဒီအချိန်ကဘာလဲဆိုရင်ရေပေးလာတဲ့အချိန်မှာပြည်သူထောင်ကျော်တည်တယ်အိမ်တွေပါမြုပ်တယ်တရွာလုံးเนาะရေလွှမ်းဟိုလွှမ်းမိုးတဲ့အထိဖြစ်သွားတဲ့သဘာဝဘေးဒီသဘာဝဘေးမှာတဲကเนาะ စစ်တပ်ဟာဘာမှပြည်သူအတွက်လုံမလုံပေးခဲ့ဘူးဆိုတာကိုဒါသူတို့ထဲကလူတွေเนาะအဲဒီစစ်တပ်ရဲ့အဲကျောင်းတော်နောက်ခံလုပေးနေတဲ့လူတွေကိုယ်တိုင်ကမြင်တွေ့လိုက်ရအဲ့ဒီအချိန်ရှိတယ်ရှင်အဲ့ဒီအချိန်ကနေပြီးတော့မှအခုအချိန်နေမှာသူတို့ခြေကုပ်ယူထားတဲ့နေရာတွေမှာဒီပဲငလင်ကလှုပ်ခတ်သွားတာမြန်မာပြည်အလဲပိုင်းပေါ့ရှင်เนาะလှုပ်ခတ်သွားတာဖြစ်တယ်ဒီအပေါ်မှာလေပြည်သူလူထုကိုကူရကယ်ရမယ်ကိစ္စတွေကိုဘာတစ်ခုမှ လုံးဝစိတ်ဝင်စားတာလုံးဝကိုလှစ်လို့ရှုပ်ပလိုက်ပြီးတော့မှနိုင်ငံတကာကိုခွက်ခေါက်အလူခံတာမျိုးတွေလုပ်တယ်။အဲ့ဒီကနေပြီးတော့မှတစ်စိငင်းငလင်ကိစ္စနဲ့တဘာဝဘေးအန္တရာယ်ကိစ္စနဲ့ပတ်သက်ပြီးတော့ဒါကိုအကြောင်းပြပြီးနော်နိုင်ငံရေးအရာတခြားနိုင်ငံတွေကိုချင်းကပ်ဖို့စူးစမ်းတယ်။သူတို့အတွက် ဟိုကောင်းတာဖြစ်လာဖို့အတွက်စ조사ခဲ့တော်များလေတကယ်တမ်းကမဖြစ်လာခဲ့ဘူးเนาะတကယ်တမ်းကမဖြစ်လာခဲ့ဘူးအဲ့တော့ပြည်သူတွေကလည်းမပြောနဲ့တော့အရင်နှုံးနဲ့ကချင်းနေတာယွန်းနေတဲ့ချင်းဘက်တွေဖြစ်တဲ့အတွက်ကြောင့်မလို့အခုငလင်ပေးဖြစ်သွားတဲ့အချိန်မှာပြည်သူတွေကပိုယွန်းသွားတာအဲ့ဒီယွန်းသွားတဲ့အထဲမှာစစ်ကောင်စီရဲ့ကြောတော်နောက်ခံပေးနေတဲ့လူတွေလည်းပါတယ်เนาะဘာဖြစ်လို့လဲသူတို့ခံလိုက်ရတာဟုတ်เนาะသူတို့ရဲ့မိသားစုတွေခံလိုက်ရတဲ့အချိန်မှာသူတို့ကိုယ်တိုင်စစ်ကောင်စီကိုယွန်းရှာမုန်းတီးသွားတာဖြစ်ပါတယ်ဆိုတဲ့အခါကျတော့ဒီအပေါ်မှာ အမိတဟဲပြုတ်ပြီးတော့မှနိုင်ငံရေးထွက်ပေါက်ရဖို့စ조사တော့ညာလေအဲသူတို့ရဲ့အဲဒီပို့ပြီးတော့လူမုန်းများလာတဲ့နော်လူမုန်းများလာတဲ့ဟာကိုပဲသူတို့ကလက်ခံရခံစားရတာဖြစ်တယ်ပေါ့နော်ဆိုတဲ့အခါကျတော့အာဆီယံကိုသူတို့ကတ်တယ်အာဆီယံကလည်းနော်ပထမတော့ကျမတို့ကအာဆီယံဘာကြောင့်ဒီမင်းအောင်လိုင်ကိုလူရတွင်းလာတလဲလို့စဉ်းစားနေတာပေါ့ဒါပေမဲ့အခုတော့တပြေးပြေးရုပ်လုံးပေါ်လာတာကဘာလဲဆိုရင်အာဆီယံကနော်ဒီ နျူကလ িয়ার ဓာတ်ပေါင်းကူကိစ္စအမှားတွေကသူတို့ကတော်တော်စဉ်းစားနေပြီဖြစ်တယ်အခုငမင်းငလင်ကိစ္စမှာလေသူတို့မြင့်မြင့်ကူတွေတစ်စစ်တက်ရဲ့အရေးချင်းသူတို့တိသွားပြီပြောမယ်ဆိုလို့ရှိရင်ပေါ့ရှင်ဒီကောင်ကလူမိုက်တာဆိုတော့ဘာမှလည်းမဟုတ်ပါဘူးဆိုတဲ့ဟာမျိုးသူတို့တိသွားပြီပေါ့နော်အဲ့တော့အဲ့လိုတိသွားတဲ့အပေါ်မှာအာဆီယံကဘုံသဘောတူညီချက်၅ချက်ထပ်ကြော်လွန်ပြီးတော့နော်ဒီသဘောဘေးအန္တရာယ်နဲ့ပတ်သက်ပြီးတော့ချင်းကပ်ဖို့စူးစမ်းလာတယ်လို့ကျွန်မထင်တယ်နောက်တစ်ခုကဒီမလေးရှားကနေပြီးတော့ကေဆယ်ကြီးအဖွဲ့ကြီးနောက်တစ်တုပ်ထပ်လွတ်တယ်ဆိုတာလေဒီအဲ့ဒီမှာလေးလာတုံးတက်ဖို့ပြီးပါလိမ့်မယ်ဒီနိုင်ငံရေးအရာ အဲတချို့ကိစ္စတွေပါလိမ့်မယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ဘေးဘက်ကနေပဲကြည်ကြည်ဘလို့မှကောင်းမနေတဲ့မင်းအောင်လိုင်းလို့အဖွဲပေါ့နော်စစ်အုပ်စုပေါ့နော်ဆိုတဲ့အခါကျတော့အခုတို့ဒီသတင်းထုတ်လာတယ်ပေါ့ရှင် PDF တွေနဲ့ဆွေးနွေးမယ်ဆိုတဲ့သတင်းထုတ်လာတယ်ပေါ့ဒါပေမဲ့ပြည်သူဟာ ပြီးသူဟာတတန်နဲ့ထွက်ခဲ့တာဖြစ်တယ်။ကို့အရင်အနေကအစပြီးအာနာသိန်းတွေကတွေးတွေးမှာဆွေးနွေးစရာမရှိဘူးဆိုတော့အရာနဲ့ပဲသွားခဲ့တာ။ကဲအခုသူတို့ဆွေးနွေးမယ်ဆိုပြီးထုတ်ခဲ့တဲ့ပထမတစ်ခေါက်သတင်းလုံးကလည်းပြီးသူကဒီအတန်နဲ့ထွက်ခဲ့တာဖြစ်တယ်။အခုနောက်ဆုံးဒီတစ်ခေါက်မှာနော်အခုအခုအချိန်ဒီရက်ထဲမှာထုတ်လာတဲ့သတင်းအပေါ်မှာလည်းပြီးသူရဲ့အတန်ကဒါပဲမဆွေးနွေးဘူးနော်လုတ်เสียရှိတာလုတ်မယ်ဆိုတော့ဟာနဲ့ပဲသွားနေတာအဲ့တော့တစ်ချက်ကျွန်တော်တို့ပြန်ကြည့်မယ်ပေါ့ရှင်မြင်းကလင်းဟာစစ်ကောင်စီကိုပို့ပြီးတော့ဟိုရင်းရိုင်သွားစီတယ်ပို့ပြီးလှုပ်ခတ်သွားစီတယ်ဒါတဘာဝကြီးကတောင်မှ ေါ့နော်ဒီမေဆိုးမင်းညစ်ကြီးကိုအဖြစ်ပေးနေသလားလို့တောင်ထင်ရတဲ့အထိသူတို့မှာတဘာဝဘေးအန္တရာယ်ကြောင့်တော်တော်ရိုက်ခတ်သွားတာဖြစ်နေတယ်။အဲ့တော့ PDF တွေနဲ့တိုင်းရင်းသားလက်နက်ကင်နော်တော်လိုင်းအဖွဲ့တွေအားလုံးကဒီငင်းကလေးမလာခင်တည်းကမြို့သိမ်းတိုက်ပွဲတွေကတောက်လျှောက်တောက်လျှောက်လုပ်နေရဖြစ်တဲ့အတွက်သူတို့ကနေမီတွေကိုနော် ပူပူပြီးဆုံးရှုံးလာတယ်နောက်ထပ်ဆုံးရှုံးဖို့လည်းရှိနောက်တစ်ခုကကျွန်တော်တို့အခုချိန်မှာဒီသတင်းပါကြောင်ထုတ်လာတာလေဆိုတော့ခံမှန်းလို့ရတယ်စစ်ကောင်စီလုံးဝရိုင်းနေနေတာဖြစ်တယ်လုံးဝအခြေမခံတော့တာဖြစ်တယ်နော်သူတို့အချင်းချင်းတည်းမှာကိုယုံကြည်မှုပြည့်ပြည့်နေတာဖြစ်တယ်နောက်တစ်ခုကစစ်လက်မှတ်ထုတ်လုပ်တဲ့နေရာတွေကိုတော်လိုင်းရေးတပ်ဖွဲ့တွေကတင်ပိုက်ထားတာဖြစ်တယ်ဝိုင်းနာကြတာဖြစ်တယ်အဲ့တော့သူတို့မှဘာဖြစ်လာလဲဆိုရင်ဒီစစ်လက်နက်တွေထုတ်လုပ်ဖို့အတွက်အရင်မမီတော့ဘူးဖြစ်တယ်ဒီလက်အခဲရန်တွေထုတ်လုပ်ဖို့အတွက်ဒီ budget သုံးဖို့အတွက်လည်းအဲသူတို့မှအများကြီးလိုအပ်နေတာဖြစ်လို့ထုတ်လုပ်နိုင်မဲ့ အဲဟိုပါပေါ့အလိမ်မမီတော့ဘူးရှင်နော်အဲ့ဒီလိုမျိုးဖြစ်လာတယ်နောက်တစ်ခုကရက်ခိုင်ရက်ခိုင်အေးအေးတက်တော်ရဲ့လုံဆောင်မှုသူတို့မြန်မာတီတီမြင်တွေ့နေရပြီဖြစ်တယ်အရေးချင်းကိုမြင်တွေ့နေရပြီလေရက်ခိုင်ဟာရက်ခိုင်ပြည်နယ်ကိုလက်ရှိကျန်နေတဲ့မြို့တွေကိုဒီနှစ်ထဲမှာအပြီးသိမ့်ပိုက်နိုင်လိမ့်မယ်လို့ကျွန်မခန့်မှန်းမိတယ်ဒီနှစ်ထဲမှာရက်ခိုင်ပြည်နယ်ကိုသိမ့်ပိုက်ပြီးရက်ခိုင်ဟာဘယ်ဝင်ဝင်မဲဆိုရင်ပဲခူးကိုဝင်ဖို့လမ်းကြောင်းရှိနေပါတယ်အဲ့တော့အခုလေဒါပကိုးကိုဝင်တချို့ဒီရခိုင်ဘက်ကနေပြီးတော့ရခိုင်တက်တော်အေအေကဝင်နေဝင်ရောက်နေတာဖြစ်တယ်ပေါ့နော်အဲ့တော့ မအားလားလို့စစ်အုပ်စုကအခုချိန်မှာတည်င်းမထုတ်ပေးတာပဲရှိတယ်နော်ဖုံးပြထားတာပဲရှိတယ်အတွင်းထဲမှာတော်တော်အချင်းကြီးမလှတော့တဲ့အချင်းကြီးကိုမြင်တွေ့နေရတယ်ဘုံမတွေကတော့ရှောက်ပြောနေတာပေါ့ရှင်နော်ရှောက်អော်နေကြတာပေါ့နော်အဲ့တော့တကယ်ကန်ဆိုးမိုးမောင်ကြနေတာ၄နှစ်ဆက်တိုက်ကန်ဆိုးမိုးမောင်ကြနေတာအဲ့ဒီစစ်အုပ်စုရဲ့အဲ့ဒီအာဏာရှင်တိုက်ပဲဖြစ်တယ်အခုလေသူတို့ကိုကန်တရားကြီးကလုံးဝအခွင့်မပေးပါဘူးနော်အဲ့ဒီလိုပဲနောက်ထပ်ဒီတဘာဝဘေးအန္တရာယ်တွေထပ်လာလို့ရှိရင်လည်းပဲသူတို့ကဒီထပ်ပို့ပြီးတော့ဟို စိုးရွားတဲ့လုပ်ရက်တွေကိုဆက်ဆက်တိုက်ဆက်တိုက်လုပ်နေအောင်ပါပဲအဲ့တို့ပြည်သူကတို့ကိုချင်လာမယ်ရှင်လာမယ်အဲ့ဒီအချင်းအရာတွေကြောက်လေပြည်သူကနောက်မဆုတ်တာဖြစ်တယ်သူတို့ကတော့နိုင်ငံရေးကိုနော်ပြည်သူကိုဂယုမဆိုင်တာပြောချင်တာသူတို့ကပြည်သူကိုလုံးဝဂယုမဆိုင်တာပြည်သူကိုလုံးဝထဲမတွက်ထားတာလုံးဝထဲမတက်ထားတဲ့အတွက်အာဆီယံနိုင်ငံတွေကိုပေါင်းပြီးတော့သူတို့ကိုလူရသွင်းလာအောင်ဂျူစာချင်းဖြစ်နေပေါ့နော်ဒါပေမဲ့အာဆီယံကအဲ့ဒီပုံစံမျိုးနဲ့လူရသွင်းလာလိမ့်မယ်လို့ကျွန်မမထင်ဘူး ဒီတာပိုတဲ့ပါဝင်ပတ်သက်မှုမျိုးတွေရှိလာလိမ့်မယ်ကျွန်မတင်တယ်ဒီသားထဲမှာလည်းထွက်လာတဲ့သတင်းတွေကတော့အမျိုးမျိုးပေါ့ဖြစ်အမေရိကန်ကဝင်မာတို့ဘာတို့ပေါ့နော်အမေရိကန်အဲအမေရိကန်ကဘင်္ဂလားဒေ့ရှ်ကနေတဆင့်မစစ်ရေးကိုကူညီမယ်လို့ဒေါ်လာရေးကိုကူညီမယ်လို့ဒါတွေကတော့ထားလိုက်ပါတော့ဟုတ်လားမဟုတ်လားကျွန်မလည်းမသိဘူးဟိုဟိုအတီတကြလည်းယူလို့မရသေးဘူးပေါ့နော်ဒါပေမဲ့ဘယ်လိုနည်းနဲ့ပဲဝင်လာဝင်လာဒါတွေကမကောင်းပါဘူးပြောချင်တာကဒါကကောင်းတဲ့အာဘက်ကိုသွားမှာမဟုတ်ဘူးဘယ်နိုင်ငံမှမဝင်လေကောင်းလေပဲအဲ့တော့ ောင်းလိုင်းရေးအဖွဲ့များနဲ့ပြည်သူများအားတင်းကြပါကျွန်တော်တို့အတွက်လုံးဝအသာစီရနေတယ်လုံးဝစစ်ကောင်စီကပြုတ်ချဖို့အတွက်တဲတဲလေးပဲလိုလို့လေဆိုတာကိုပြောချင်တယ်အဲ့တော့စစ်ပွဲကြီးတွေဖြစ်လာနိုင်တာဖြစ်တဲ့အတွက်ပြည်သူတွေချုပ်တင်ပြင်ဆင်ထားဖို့ကျွန်မအနေနဲ့